အားလုံးပဲမင်္ဂလာပါဗျကျွန်တော် Cyber Cross ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်အဲဒီတစ်ခေါက်တော့ကျွန်တော်တို့ဒီ infinite many logic flaw ဆိုတဲ့အားနည်းချက်လေးကိုစမ်းကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒီ lab ကတိုက်တဲ့အတိုင်းသူက infinite many logic flaw ဆိုတော့ကျွန်တော်တို့ဒီအာဈေးဝယ်တယ်ပေါ့နော်ဈေးဝယ်ရလဲဖြစ်ကောင်းဖြစ်မယ်ပေါ့ဒီမှာကတော့သူက online shopping ပုံစံမျိုးဆိုတော့ဒါဈေးဝယ်တယ် logic ပေါ့နော်ဆိုတော့အဲ့ logic မှာသူက infinite many ဆိုတော့ပတ်စံ infinite ဆိုတာကကျွန်တော်အနေနဲ့အဲထက်ကထက်ကပေါ့နော်သူကတိုးလောင်လို့လို့ရတယ်ဆိုတဲ့ပုံစံမျိုးဒီမှာပြောထားတယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်သူ့ရဲ့ဒီ lab scenario လေးဖတ်ကြည့်အောင်ဒီမှာဆိုရင်သူက this lab has a logic flaw တဲ့ logic flaw အနေချက်တစ်ခုရှိနေတယ်ပေါ့နော် in its purchasing workflow နော်သူဝယ်ယူတဲ့ဒီ workflow မှာပေါ့နော် step တွေမှာပေါ့ to solve the lab တဲ့ဒီ lab ကိုဖြည့်ရှင်ပေးဖို့အတွက်ဆိုရင်တဲ့ exploit this flaw အနေချက်ကိုဖောက်ပြပါတဲ့ဒီဘိုင်းနဲ့ lightweight လေးလေးသာ jacket အဲ့တော့အဲ့ဒီအနေချက်ကိုဖောက်ပြီးတော့ဒီ leather jacket လေးဝယ်ပြပါလို့ပြောရတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ကောင်လေးကိုဒါ login ဝင်လို့ရတဲ့ဒီမှာ account ပေးထားတဲ့ winner beta ဆိုတဲ့ဟာလေးပေါ့အဲ့တော့ကျွန်တော်တို့ဒီ leather jacket လေးကိုရအောင်ဝယ်ပြရမယ်ပေါ့နော် okay ကျွန်တော်ဒီမှာ ssl level ကိုကျွန်တော်နှိပ်လိုက်မယ်ဖွင့်လိုက်မယ်ပေါ့ဖွင့်လိုက်တဲ့အခါကျဒီဘက်မှာ traffic လေးတက်လာအောင်မြင်ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ traffic တွေအကုန်လုံးကိုကျွန်တော်ကဒီ bubs ရနေဖြတ်ပြီးတော့အဲသွားခိုင်းထားတယ်ပေါ့နော် okay ကျွန်တော်ခဏလေးစောင့်လိုက်မယ် โอเคဒါဆိုရင်ရပြီเนาะဒါဆိုရင်သူ့ရဲ့ dashboard ကိုကျွန်တော်မြင်ရပြီအဲဒီဘက်မှာ traffic လေးတက်လာတာမြင်ရလိမ့်မယ်ကျွန်တော်နည်းနည်းလေး folder လုပ်လိုက်မယ်เนาะโอเค academy ကျွန်တော် folder လုပ်လိုက်မယ်ကျွန်တော်ရဲ့အာဒီ domain လေးနဲ့ folder လုပ်လိုက်မယ်เนาะဆိုရင်ဒီမှာ key apply and close uh web security โอเคအဲ့တော့ဒါဒီပဲထည့်လိုက်မှာကျွန်တော်โอเคဖီလ်တာ on โอเคနော်အဲ့တော့ထားလိုက်ပါကျွန်တော်ဆက်ကြည့်ကြည့်အောင်အဲဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ dashboard နော် request လေးတက်လာတော့မြင်ရလိမ့်မယ်နော်โอเคဟုတ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ flow လေးကိုတစ်ချက်ကြည့်ကြည့်အောင်ပေါ့เนาะအဲ့တော့ဒီမှာ light weight လေးတစ်ချက် jacket သူပြောရဲ jacket လေးဒီမှာရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ view detail ရဲသွားလိုက်မယ်အာပြောရဲခါကျရင်သူ့ leather jacket လေးကိုကျွန်တော်တို့ဒီ add to cart ပေါ့เนาะ cart ထဲကိုကျွန်တော်ထည့်လိုက်မယ် okay ဟုတ်ပြီအဲ့တော့ cart ကိုကျွန်တော်ဖွင့်ကြည့်လိုက်မယ်ဒီဘက်မှာတော့ကျွန်တော် request လေးတက်လာတော့မြင်ရလိမ့်မယ်เนาะ okay ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်မရှိလဲဆိုတော့ကျွန်တော်တို့ဝယ်မဲ့ဒီ product က1337လို့ပြောရဲပေါ့เนาะ ဆိုကျွန်တော်တို့ဒီနဲ့ဒီမှာကျွန်တော်တို့ရဲ့လက်ရှိရှိရဲ့အမောင်နာမည်ပြသေးဘူးပေါ့နော်။ဘာကြောင့်လဲဆိုကျွန်တော်တို့ကဒီမှာအကောင့်နဲ့မဝင်ရသေးဘူး။အဲ့တော့အကောင့်နဲ့ရင်ဝင်လိုက်မယ်နော်။ကောက်သွားမယ် WI ရနေ Winner Peter နော်သူပေးထားတဲ့ဒီ username password လေးနဲ့ကျွန်တော်ဝင်လိုက်မယ်။အဲဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာ store credit 100ရှိတယ်ဆိုတဲ့ကိစ္စကိုသူလာပြီးတော့ပြပေးလိမ့်မယ်ပေါ့နော်။ Okay ဟုတ်ပြီ။အဲ့တော့ကျွန်တော်တို့ shopping cart ကိုပြန်သွားရအောင်။ ဒီတန်းကတော့ကျွန်တော်ဝယ်လို့ရမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အာဒီ price က1337လို့ပြောရကျွန်တော်တို့စီမှာ credit ကတရာပဲရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဝယ်လဲဒီမှာသူက not enough store credit ဆိုပြီးတော့သူကပြမှာပဲ။အဲ့တော့ကျွန်တော်နေတဲ့တခြားနည်းလမ်းတစ်ခုစဉ်းစားရအောင်မယ်ပေါ့နော်။ okay ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်တခြားဘာတွေရှိလဲဆိုတော့ဒီမှာ coupon နဲ့နော် coupon ထည့်တဲ့ကိစ္စတွေရှိရဲအဲ့တော့ကျွန်တော် remove လုပ်လိုက်တော့နော်ကျွန်တော်ဝယ်လို့မှမရအဲ့တော့ remove ခဏလုပ်လိုက်မယ်လုပ်ပြီးကျွန်တော်ဒီ home နဲ့ကိုပြန်သွားမယ် ကျွန်တော်မိုင်းကောက်နေရင်သွားကြည့်အောင်နော်မိုင်းကောက်နေမှာဘာရှိအာသူကဒီမှာမိုင်းကောက်အတော့ဒီမှာ gift card ကောက်လည်းရှိတယ်ပေါ့နော် gift card ကောက်ဒီဟာလေးကကျွန်တော် features အစ်စ်လေးပြောလို့ရတယ်ဒီခါမှဒီလိုဟာလေးတက်လာတာကျွန်တော်မမြင်ရဘူးပေါ့နော်အဲ့တော့ဒီတစ်ခေါက်တော့အဲ့ဒါလေးပါတယ်အဲ့တော့အဲ့ဒီ function လေးကတော့တခုခုတော့ဆက်ဆက်မှုရှိနေမယ်ပေါ့နော်အဲ့တော့ကျွန်တော် home နဲ့ပြန်သွားလိုက်အောင်သူက gift card redeem ဆိုတော့ကျွန်တော် gift card တွေပါတယ် ဝယ်လို့ရမလားပေါ့နော်ဒီမှာဆိုတော့ gift card တော့ free တော့မဟုတ်ဘူးသူက10ဒေါ်လာပေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကြည့်လိုက်မယ်ပြီးွားတဲ့ခါကျရင်အင်းတက်ကတော့ကျွန်တော်ဆန်းပြီးတော့ card ထည့်ထည့်လိုက်မယ် okay ဆို10ဒေါ်လာပဲဆိုကျွန်တော်ဝယ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ place order နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုကျွန်တော်နေဒီမှာ code ရတယ်ပေါ့နော်ဒီ code ကဒီ gift card ကဒီ code ပေါ့နော် အဲ့တော့အဲ့ဒီ code ကိုကျွန်တော် mining account နဲ့သွားလိုက်မယ်။အဲသွားပြီးတော့ကျွန်တော်ဒီမှာထည့်မယ်။ထည့်ပြီး redeem လုပ်လိုက်မယ်။ Okay ။ဟုတ်ပြီ။ပြီးရင်ကျွန်တော် refresh လုပ်ကြည့်လိုက်မယ်။ Okay ဒီမှာဆိုကျွန်တော်ဒေါ်လာ100တော့ပြန်ဖြစ်သွားတယ်။နော်။ဆိုတော့ကျွန်တော်တို့ဝယ်လိုက်တာ30ကျွန်တော်ပြန်ပြီး redeem လုပ်ရတဲ့အခါကျရင်အဲဒေါ်လာ100ဖြစ်သွားတယ်ပေါ့နော်။ Okay ဟုတ်ပြီ။အဲ့တော့တစ်ချက်ပြန်ကြည့်ကြည့်အောင် ီမှာသူ့ရဲ့ follower တွေကတော့နော်ဒါတမျိုးတော့တမျိုးပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီမှာ gift card ကိုဝယ်တယ် redeem လုပ်တယ်ဒီမောက်ပြဖြစ်သွားတယ်အဲ့တော့ကျွန်တော်ရဲ့ပတ်စံပြန်ပြန်ပြီးတော့ရရဲဆိုတဲ့ပုံစံမျိုးအဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြီး check out တယ်တော့တော်ပြီးရတဲ့အခါကျရင်ဒီမှာကူပွန်လည်းရှိသေးတယ်အဲ့တော့အဲ့ဒီကူပွန်ဘယ်နှရရမလဲကျွန်တော်တစ်ချက်ရှာဖွေကြည့်အောင် များသောအားဖြင့်ကိုပေါ်နေကတော့ကျွန်တော်တို့ဒီ newsletter ကိုသွားပြီး apply လုပ်လိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် tests@gmail.com ပေါ့နော် test နဲ့ကျွန်တော်တို့စမ်းကြည့်လိုက်မယ် Okay အဲ့တော့ဒီ coupon သုံးပါလို့ပြောရဲပေါ့နော်အဲ့တော့ဒီမှာကျွန်တော် coupon ကုတ်ရပြီ Okay အဲ့တော့ကျွန်တော်တို့ဒီမှာ card ထဲကိုပြန်သွားမယ် coupon လေးထည့်လိုက်မယ်နော်အဲ့တော့ကျွန်တော် gift card 10ဒေါ်လာပဲကြားရဲဟောင်းမှာကျွန်တော် coupon ထပ်ပြီးတော့သုံးလိုက်တယ်ပေါ့နော် coupon ထပ်သုံးလိုက်တဲ့အခါကျရင်ဘာဖြစ်သွားလဲဆိုတော့သူကဒီမှာ ာ9ဒေါ်လာပဲကျတော့တယ်နော်ဆိုတော့ coupon က3ဒေါ်လာ short ပေးလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နေနဲ့ total က9ဒေါ်လာပဲ base ရအဲလိုတော့တယ်အဲ့တော့ကျွန်တော်တို့နေနဲ့အဲ့ဒါကိုပဲ9ဒေါ်လာကို play ဆိုတာလုပ်လိုက်မယ် okay ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ code လေးပြန်ရပြီအဲ့ဒီ code လေးကျွန်တော်တို့ main account နဲ့သွားမယ်သွားပြီးတော့ဒီထဲမှာအဲထည့်လိုက်မယ်ပေါ့နော်ပြီးရင် ကျွန်တော် redeem လုပ်လိုက်မယ်အဲ့တော့ကျွန်တော်ဘယ်လောက်ရမလဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်103ဖြစ်သွားပြီအဲ့တော့ကျွန်တော်ပတ်စံက100နေပြီးတော့ အခုဆို103ဖြစ်သွားပြီပေါ့နော်အဲ့တော့3ဒေါ်လာပို2လာရဲဆိုတဲ့သဘောမျိုးပေါ့အဲ့တော့သူ့ရဲ့ဒီ flow မှာ flow မှာအားနည်းချက်ရှိနေတယ်ပေါ့နော်ဆိုလိုချင်တာကကျွန်တော်တို့အနေနဲ့အဓိကနှစ်ခုပေါ့နော်ပထမတစ်ခုကဒီ gift card ပေါ့ gift card ကိုဝယ်လိုက်တဲ့အခါကျရင် gift card 10ဒေါ်လာဝယ်လိုက်တဲ့ဆိုပေမဲ့ကျွန်တော် redeem လုပ်ရတဲ့အခါကျတော့အဲ့10ဒေါ်လာပြန်ရတယ်အဲ့တော့ကျွန်တော်ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်ဒါကပြဿနာမရှိသေးဘူးပေါ့နော်ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်ဒီအောက်မှာ coupon လေး ရရလို့ရနိုင်ချေရှိတဲ့နေရာရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့အဲဒီ newsletter မှာတော်ရီ sign up လုပ်ရတဲ့ခါကျရင်သူကူပွန်လေးရတယ်ပေါ့အဲ့ဒီကူပွန်လေး3ဒေါ်လာလျှော့ပေးတယ်ပေါ့နော်အဲ့တော့ဒီမှာ3ဒေါ်လာလျှော့ပေးတယ် gift card က10ဒေါ်လာပြင်ရမယ်ဆိုရင်သိကြတယ်အဲ့တော့ကျွန်တော်အနေနဲ့က10ဒေါ်လာတိုင်း gift card ကိုကျွန်တော်တို့က9ဒေါ်လာနဲ့ဝယ်လိုက်တယ်ပေါ့နော်ဝယ်ပြီးတော့10ဒေါ်လာပြန်ရတယ်အဲ့တော့9ဒေါ် 9ဒေါ်လာနဲ့ဝယ်ပြီး10ဒေါ်လာအမြင်နဲ့ပြင်ရတယ်ဆိုရင်အမြင်နဲ့ကျွန်တော်ဝယ်တိုင်းမှာ3ဒေါ်လာအပိုရနိုင်မယ်ပေါ့နော်ဒီကူပွန်လေးရ short ပေးတဲ့3ဒေါ်လာကျွန်တော်တို့ရဲ့အာဒီ extra နေနဲ့အပိုရနိုင်မယ်ဒီကောင်လေးကကျွန်တော်တို့ပတ်စံပို့ပို့ပြီးတော့တိုးွားစေလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကသူ့ရဲ့ဒီ infinite money logic flaw ပေါ့ဒါပေမဲ့တခုရှိရာကတခါကျွန်တော်တို့အဲ့လိုမျိုး coupon ထည့်ပြီးဝယ်လိုက်တဲ့အခါကျရင် PG gift card ကိုလည်းပြန်ပြီးတော့ redeem လုပ်ပြီးဝယ်တဲ့အခါကျရင်3ဒေါ်လာပဲရမှာကျွန်တော် process တွေအများကြီးလုပ်ရတယ်ပေါ့နော်ရမှာ3ဒေါ်လာပဲရမှာအဲ့တော့ဒီ manual နဲ့ကျွန်တော်တို့ထိုင်ပြီးလုပ်နေရဆိုရင်တော့ဒါတော်တော်လေးကြာမဲ့အဲကိစ္စမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ web suite ရဲ့ဒီ features တခုဖြစ်တဲ့ဟာဒီဒီ macro ဆိုတဲ့ features တွေကိုကျွန်တော်တို့ တုံးကြမယ်ပေါ့နော်ဆိုရဲကောင်လေးကပို့ပြီးတော့အဲလက်ရှိလောဆယ်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်နော်ဆိုရဲလေးကိုကျွန်တော်တို့အဲတစ်ချက်ရှာဖွေကြည့်ရအောင်ဆိုတော့သူက session ထဲမှာရှိလိမ့်မယ် session handling rule ပေါ့နော်ဆိုရဲ rule ကိုကျွန်တော်တို့ add လုပ်လိုက်မယ် rule ကတော့1ပဲ scope ထဲကိုသွားလိုက်မယ်ဒီမှာကျွန်တော်တို့ URL တွေအကုန်လုံး include လုပ်ရမယ်ဟိုပုံမှန်ကျွန်တော်တို့အရင်ဤတေချာစမ်းကျင်တဲ့အခါမျိုးကြရင်တော့အကျွန်တော် affect ဖြစ်နေတဲ့ UR ကိုပဲရွေးပြီးတော့ကျွန်တော်လုပ်လို့ရတယ်အဲ့တော့အဲ့ UR တစ်ခုပို့ရတဲ့ခါကျရင်ဒီ macro ကဒီလုပ်ငန်းစဉ်ကလာပြီးတော့ run လိုက်မယ်ပေါ့နော် automation ပုံစံမျိုးပေါ့ဒီမှာကတော့ကျွန်တော်ကဘယ် UR ပဲပို့ဖို့ဒီ automation ကို run ပေးပါလို့ကျွန်တော်ပြောလိုက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ lab ဆိုတော့နည်းနည်းလေးပို့လွှဲအောင် နော်ဒါမှမဟုတ်ကိုက custom scope ဆိုရင်ဒီမှာဖြည့်ပေးလို့ရတယ်ငါဘယ် URL ကိုဘယ် website ကိုခေါ်တဲ့အချိန်ပဲဒီမှာရှိတဲ့ macro ကို run ပေးပါလို့ကျွန်တော်သတ်မှတ်ပေးလို့ရတယ်ပေါ့နော် macro ဆိုတာလုပ်ငန်းစဉ်တစ်ခုပဲဥပမာကျွန်တော်တို့က website တစ်ခုကိုတွားရတယ်တွားရတဲ့ခါကျရင်အဲ့ website ကဒီ scope ထဲမှာပါရင်ဆိုရင် okay ကျွန်တော်တို့ကနောက်ထပ်ဘာတွေခိုင်းထားသေးလဲအဲ့ဒါတွေ automation နဲ့ automatic လုပ်သွားတယ်။ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ website တစ်ခုကိုက website တစ်ခုပဲတွားလိုက်ရတာဒါပေမဲ့ဒီ macro ထဲမှာက login ဝင် PC ဝင် order တင်အဲ့အဲ့ဒီဟာကိုပါတော်တခါတယ် အဲအဲ့ traffic 3ခုကိုပါတခါရဲနောက်ဆက်တွဲပို့ပေးတယ်ပေါ့နော်ကျွန်တော်တို့စာပို့ပေးတယ်ပေါ့အဲ့တော့ပို့ပြီးတက်တာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ manual လောက်ရမယ့်ဟာတွေကိုအဲဒီ session handling rule နဲ့ကျွန်တော်လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင် rule action ကို add လုပ်လိုက်မယ်ပြီးဘာလုပ်မှာလဲဆိုတော့ကျွန်တော်တို့ဒီမှာ macro တစ်ခုထည့်မှာပေါ့နော်လုပ်ငန်းစဉ်အသေးတစ်ခုပေါ့နော်အဲ့ဒီမှာဆိုရင် macro ကို add လုပ်လိုက်မယ် okay အဲ့တော့ဘယ်လုပ်ငန်းစဉ်တွေလုပ်ချင်တာလဲတဲ့နော်အဲ့တော့ကျွန်တော်ရွေးခိုင်းတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့အနေနဲ့ဘာလုပ်ချင်လဲဆိုတော့ကျွန်တော်တို့က traffic တစ်ခုပို့လိုက်ပြီဆိုရင်ပထမဦးဆုံးနော်ပထမဦးဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ခုနကလုပ်ခဲ့တဲ့ဟာလေးတွေပေါ့နော်ပထမဦးဆုံးအာ login ဝင်တဲ့ကိစ္စလေးစပါမယ်နော်ပထမဦးဆုံးကျွန်တော်ဒီ cart လေးနော်ဆိုတော့ cart ထဲကိုကျွန်တော်ထည့်တဲ့နေရာစလိုက်မယ်နော်ကျွန်တော် cart ထဲမှာ login ကို ျွန်တော်တို့ကော့ကွယ်မန်ဂျာပဲဝင်လိုက်တော့မယ်เนาะအဲ့တော့ဒီ card deck ကိုကျွန်တော်တို့ပစ္စည်းထည့်တဲ့အချိန်ပေါ့เนาะဒီနေရာမှာကျွန်တော်တို့ကဘာပစ္စည်းကိုထည့်မှာလဲဆိုတော့ gift card ကိုထည့်မှာဆို gift card ကဒုတိယမြောက်ပစ္စည်းဆိုတော့ the product number 2ဖြစ်လိမ့်မယ်เนาะဆိုတော့အဲ့ဒါလေးမှန်ဘူးလို့ရယ်အဲ့တော့ gift card ကိုထည့်မယ်အဲထည့်ပြီးွားတဲ့ခါကျကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ coupon သွားရှာရမယ်เนาะ gift card ထည့်ရရရှိမယ် ပြောရတဲ့ခါကျကျွန်တော်တို့ကူပွန်နော်ကူပွန်ကကြတော့ကျွန်တော်အနေနဲ့အဲဒီစကောင့်ရအောင်ပေါ့နော်ကူပွန်သွားရှာမယ်ကူပွန်ရဲ့ဒီကုတ်နံပါတ်လေးပေါ့နော်အဲဒါလေးရပြီဆိုရင်ကျွန်တော်ဗာဆက်လုပ်မလဲဆိုတော့ check out ကိုသွားမယ် check out သွားပြီးတော့အဲ့ဒီ check out မှာအဲ့ဒီကူပွန်နံပါတ်လေးကိုကျွန်တော်တို့ထည့်မယ်ထည့်ပြီးသွားတဲ့ခါကျရင်ကျွန်တော် order confirm လုပ်မယ်နော် aura confirm လုပ်မယ်ပြောရတဲ့ခါကျရင်ကျွန်တော်အနေနဲ့အဲဒီ gift card ကိုသွားပြီးတော့ redeem လုပ်မယ် နော်ပြန်ပြီးတော့ gift card ကိုပြန်တောင်းမယ်ပေါ့နော် gift card ဝယ်ပြီးွားပြီဆိုရင်ကျွန်တော်တို့အဲ့ဒီ gift card ကုန်နဲ့ redeem ပြန်လုပ်လို့ရတယ်နော်10ဒေါ်လာပြန်ရမယ်ပေါ့နော်ဆိုတော့အဲ့ဒီ flow အဲ့ဒီ flow တစ်ခုပြီးွားတဲ့အခါမှာကျွန်တော်တို့က3ဒေါ်လာအပိုးရမှာအဲ့ဒီ flow တစ်ခုပြီးွားရင်ကျွန်တော်3ဒေါ်လာအပိုးရမှာအဲ့တော့အဲ့ဒီ manual ramen နဲ့ဒီ flow တစ်ခုလုံးကျွန်တော်တို့က micro နဲ့ run လိုက်တဲ့သဘောမျိုးပေါ့နော်ပြီးတော့ကျွန်တော် okay နှိပ်လိုက်မယ်ဆိုတော့ဒါတစ်ခုပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီတိုင်းမပြီးသေးဘူးဘာကြောင့်လဲဆိုတော့အဲကျွန်တော်တို့အနေနဲ့ဝင်ပြီးတော့ အပြင်ရမယ့်ဟာလေးတွေရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ code တွေ coupon code တွေဘာတွေကအကူပွန်ကုတ်ကတော့သူကဒီမှာအဲ sign up ပဲ sign up တက်တီးပဲဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ channel ဟာတွေကတော့ပြောင်းနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့အဲ့ဒါလေးတစ်ချက်အဲလုပ်ဖို့လုပ်မယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးကျွန်တော်ပြောသွားမလဲဆိုတော့ကူပွန်ကုတ်ကတော့ရပြီ okay အဲ့ဒီကူပွန်ကုတ်ကိုကျွန်တော်ပြမပြန်သုံးမလဲအာ order confirm လုပ်တဲ့အခါမှာသုံးမလားချက်ကြည့်လိုက်မယ်နော်ဒီမှာဆိုရင်တော့ ကူပွန်ကုန်းမပါသေးချက်ကောက်မှာပါမယ်ထင်တယ်ချက်ကောက်ချက်ကောက်လည်းမပါသေးကူပွန်ကုန်းอืมโอเคဟုတ်ပြီဒီမှာကျွန်တော် character တွေတွေပါမယ်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဒီ uh oral confirmation လုပ်တဲ့ဟာကိုတစ်ချက်ကြည့်ကြည့်အောင်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီဟာလေးတစ်ချက်ကြည့်မယ်ဗောနော်ဒီမှာဆိုရင်ကျွန်တော်တို့နေနေကเนาะ အဲ check out လုပ်လိုက်တဲ့အချိန်မှာကျွန်တော် gift card ကိုဝယ်လို့ရပါပြီ။ဝယ်လို့ရတဲ့အချိန်မှာကျွန်တော်ဘာပြန်ရလဲဆိုတော့အဲဒီ gift card ကနော်ဒီ order confirm လုပ်ပြီးသွားတဲ့အခါမှာ gift card ကဒီ code ပေါ့နော်ကျွန်တော် redeem လုပ်ဖို့အတွက်လေဝယ်ပြီးသွားရဆိုတော့ code လေးပေးတယ်နော်အဲ gift card ရဲ့ code number လေးပေါ့နော်음တခြားကြည့်ကြည့်အောင်အဲဒီမှာ code number လေး ဆိုအဲ့ဒီ count number လေးကျွန်တော်လိုချင်တာ။ဘာကြောင့်လဲဆိုအဲ့ဒီ count number ကိုကျွန်တော်နောက်ထပ် step တစ်ခုမှပြန်သုံးမှာပေါ့နော်။အဲ့တော့ဒီ computer ကတော့ဒီ bus view ကတော့သူ automatic တိမှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်အနေနဲ့ define လုပ်ပေးဖို့လိုရဲပေါ့နော်။ဒီ number လေးကိုကျွန်တော်ပြန်ယူမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ Okay အဲ့တော့ကျွန်တော်တစ်ချက်အဲအဲ့ဒါလေးတစ်ချက်ကြည့်ကြည့်အောင်။နော်။အဲ့တော့ဒီဟာလေးကိုကျွန်တော်ရွေးလိုက်မယ်။ရွေးပြီးရတဲ့ခါကျရင်ကျွန်တော်ဘာလို့လုပ်ရမလဲ။ဒီဘက်မှာ configure item ဆိုတဲ့ဟာလေးကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးသွားရင်ဒီမှာအောက်နာက parameter location ရဲ့ response response မှာရှိတဲ့ parameter ကိုကျွန်တော်ယူမယ်ပေါ့နော်ဆိုလိုချင်တာ response မှာပြန်လာမယ်ဒီ gift card ရဲ့ number လေးကိုကျွန်တော်လိုချင်တယ်ပေါ့နော်အဲ့တော့ add လုပ်လိုက်မယ် okay ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တစ်ချက်နော်ကြည့်လို့ရတယ်အဲ parameter name ကတော့ကျွန်တော်ဒီမှာ gift card လို့ပဲပေးလိုက်မယ်ပေါ့နော် gift card နော် gift card okay အဲ့တော့ခုနက နော်နံပါတ်၄ပေါ့နော်အဲ့ဒီနံပါတ်၄ကိုကျွန်တော်တို့ရှာပွေးလိုက်မယ် okay ဒီ ali နော်အဲ့တော့ကျွန်တော် select ဆွဲပြီးလိုက်အဲ့ဒါဆို automatic ဝင်သွားလိမ့်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီ okay လေးနေလိုက်ပေါ့နော်အဲ့တော့ gift card draw ရပြီကျွန်တော်တို့ okay နေလိုက်မယ်ပြီးသွားရင်အောက်က traffic ပေါ့နော်ဒီ gift card ကိုကျွန်တော်တို့ ုံးတော့မယ် traffic ပေါ့နော်ဒီ traffic မှာတော့ဒီ number နေရာလေးမှာကျွန်တော်တို့ပြန်လာပြီးတော့အပေါ်က gift card number လေးကိုပြန်ထည့်ပေးရမယ်ဒီကောင်ကကျွန်တော် hard code တက်လို့လို့မရဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က gift card တစ်ခါဝယ်တိုင်း number ကတစ်ခုပြောင်းမှာဆိုတော့ number ကိုအသေးထားလို့မရဘူးပေါ့နော်အဲ့တော့ဒီမှာလဲလို့ပဲကျွန်တော်အပေါ်မှာရခဲ့တဲ့ number ကိုဒီမှာပြန်ပြီးတော့ဒီ gift card မှာပြန်ပြီးကျွန်တော်တို့သုံးမယ်ပေါ့နော် so imperial response ရွေးပေးလိုက်မယ်ခုန response ပေါ့နော် response 4ကနေလာမယ် အဲတန်ဖိုးလေးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ကအဲဒီ gift card မှာ ပြန်ပြီးတော့တုံးလိုက်မယ်နော်ပြီးွားရင်ကျွန်တော်တို့ okay နေလိုက်မယ်ပြီးွားရင် okay နော်ကောလုံး okay ပဲနေလိုက်ရပြီ okay ဟုတ်ပြီမာရူလေးဝင်သွားလိမ့်မယ်အဲ့ဒါလေးကိုပြေးလိုက် okay ဟုတ်ပြီအဲ့တော့ ကျွန်တော်အနေနဲ့ setup တော့လုပ်ပြီးပါပြီ။ so flow တစ်ခုကျွန်တော် setup လုပ်ပြီးပါပြီ။အဲ့ဒီ flow တစ်ခုလုံးကိုကျွန်တော်ထပ်ခါထပ်ခါကျွန်တော်လိုချင်တဲ့အမောင်းမရောက်မချင်းထပ်ခါထပ်ခါပို့ဖို့ပဲကြံတော့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်နေကြိုက်တဲ့ request တစ်ခုလုပ်လို့ရတယ်။ကျွန်တော် request တွေ scope ထဲမှာကြိုက်တဲ့ request တစ်ခုကိုလုပ်ဘယ်ဟာပဲလုပ်လို့ခုနကကျွန်တော်တက်မှတ်ခဲ့တဲ့ flow တစ်ခုလုံးကိုသူက run ပေးလိုက်မယ်။အဲ့တော့ကျွန်တော်တို့ဒီအလွယ်ကူဆုံးပေါ့နော်။ဒီ home page လေးကိုပဲကျွန်တော်ခေါ်လိုက်မယ်။ဒါပေါ့တော့ refresh လုပ်လိုက်မယ်။နော် refresh ခဏဆောင်းလိုက်မယ်။ โอเคအဲ့တော့ဒီမှာ home page လေးကျွန်တော်တို့ရပြီနော်အဲ့ဒီ home page ကိုကျွန်တော် intruder ရဲ့ပို့လိုက်မယ် intruder ရောက်သွားပြီအဲရောက်သွားတဲ့အခါမှာကျွန်တော်တို့ဒီမှာ clear ပေးလို့ပေါ့နော်ဆိုတော့ဘာပေးလို့မှမလုပ်ဒါလေးကိုပဲကျွန်တော် deep request လေးတခုပဲထပ်ကထိုင်အောင်ပို့မယ်ကျွန်တော်တခါပို့တဲ့တခါပို့တိုင်းခုနကကျွန်တော်တတ်မှတ်ခဲ့တဲ့ macro flow တခုလုံးကတခါ run လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ request တခုပို့တိုင်းအဲ့ flow တခုလုံး run လိုက်မယ်ကျွန်တော်3ဒေါ်လာရလိမ့်မယ်အဲ့လိုမျိုးထပ်ကထပ်ကကျွန်တော်လိုချင်တဲ့ဒီ amount ကိုမရောက်မချင်း run ပေးဖို့လိုတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီမှာအာဒီ resource ပို့ရဲသွားလိုက်မယ်တခါပို့ရင်ကျွန်တော် request ကိုတစ်ခုပဲပို့မယ်ပေါ့နော်အကုန်လုံး conflict ဖြစ်ကုန်မှာဆိုလို့နော်တခါဝင် request တစ်ခု concurrence ပြိုင်မပို့တစ်ခုချင်းစီပဲပို့မယ်နော် okay ဟုတ်ပြီအဲ့တော့နောက်တစ်ခုပါရှိအောင်မလဲပေးလို့နော်ပေးလို့ကျွန်တော်ဒီမှာ close လုပ်လိုက်ပေါ့နော်ပြီးွားရင်အာကျွန်တော်အနေနဲ့ဘာမှကျွန်တော်ထင်မှာမဟုတ်အဲ့တော့ nabil လို့ပေါ့နော်အဓိကတော့ထက်ကထက်ကပို့ဖို့အတွက် ်ကျွန်တော်ဒီမှာအဲ continue indefinitely ဆိုကျွန်တော်မရက်မချင်းသူဒါရှောက်ပို့လိမ့်မယ်နော်ဆိုတော့ဒါရှောက်သူပို့လိမ့်မယ်ကျွန်တော်တို့လိုချင်တဲ့ amount ရောက်တော့မှကျွန်တော်တို့ရက်မယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ဒါလေးပဲဒါလေး setup လုပ်ပြီးသွားပြီဆိုရင်ကျွန်တော် run လို့ရပြီနော်အဲ့တော့ start attack ကိုနှိပ်လိုက်မယ်သူကကျွန်တော်တို့ဒီပုံမှန် community edition မှာဆိုရင်တော့နည်းနည်းလေးကြာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီ Pepsi Pro လေးကိုတုံးလို့ရတယ် ဒါမှမဟုတ်လည်းတာပွန် intruder ကိုသုံးလဲရတယ်ပေါ့နော်အဓိက request တစ်ခုကိုထပ်ကထပ်ကမရက်တန်းပို့ဖို့ပဲနော်အဲ့တော့တခြားပို့နေပြီသူတစ်ခါပို့တိုင်းမှာကျွန်တော်3ဒေါ်လာရလိမ့်မယ်အဲ့တော့သူတစ်ခါပို့တိုင်းမှာ macro က flow တစ်ခုလုံးတစ်ခါ run ပြီးတယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်အနေနဲ့ website ကိုပြန်သွားမယ်ကျွန်တော်ရဲ့ my account တွေကိုသွားလိုက်မယ်အဲဒီမှာဆိုကျွန်တော် store credit က150လေးဖြစ်သွားပြီ refresh လုပ်လိုက်မယ်156ဖြစ်သွားပြီအဲ169 เนาะကျွန်တော်ဒီတောက်လျှောက်အဲတက်တက်လာတော့ကျွန်တော်တွေးရလိမ့်မယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်အနေနဲ့အဲဒီ macro သုံးပြီးတော့ကျွန်တော် gift card ဝယ်တဲ့လုပ်ငန်းစဉ်တစ်ခုကိုထပ်ခါထပ်ခါကျွန်တော်လုပ်နေလို့လုပ်ငန်းစဉ်တစ်ခုလုပ်တိုင်းကျွန်တော်တို့က coupon နဲ့လောက်တာဖြစ်တဲ့အတွက်ကြောင့်အ3ဒေါ်လာအပိုရရတယ်ပေါ့နော်ဆိုတော့တပြေပြေပတ်စံကတိုးသွားတာကျွန်တော်တို့အမြင်ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့လိုချင်တဲ့အဒီ amount ပေါ့နော်ကျွန်တော်တို့ဒီလိလတာ jacket 1330 amount လေးကိုကျွန်တော်တို့မရောက်မချင်းခဏစောင့်လိုက် ော့ကျွန်တော်ခဏ pause လုပ်လိုက်မယ်။ Okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဆိုရင်1339ဖြစ်သွားပြီပေါ့နော်။ဆိုတော့ကျွန်တော်ဒါ pause လုပ်ထားတာလေးကိုပြန်ရက်လိုက်တာ။ပုံမှန်ဆိုရင်တော့အဲကျွန်တော်တို့အနေနဲ့ဒီအမောက်ကိုမရောက်ခင်အချိန်ထိအထက်ကထက်က traffic လေးပို့နေဖို့လိုတယ်ပေါ့နော်။ Okay အဲ့တော့ဒီအမောက်ရောက်သွားပြီဆိုရင်ကျွန်တော်ရဲ့ဒီအမောက်ကသူပြောရတဲ့ဒီလီလက်သား jacket ကိုကာဝါဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဝယ်လို့ရပြီပေါ့နော်။အဲ့ home net ကိုသွားမယ်။သွားပြောရတဲ့အခါကျရင်ဒီ lightweight ဒီလက်သား jacket ကိုကျွန်တော်ရွေးပေးလိုက်မယ်။ရွေးပြီးရတဲ့အခါကျရင် ။အဲကျွန်တော်တို့ add to cart ကိုနှိပ်လိုက်မယ်။နှိပ်တဲ့ခါကျရင်သူက cart ထဲကိုရောက်သွားလိမ့်မယ်။ Okay နော်။အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဟို order လုပ်ဆရာမျိုးတော့ automatic တန်းပြီးတော့ဝင်သွားတယ်ပေါ့နော်။ Okay ဟုတ်ပြီ။နော်ဒီမှာကျွန်တော်တို့900ကျော်ပဲကျန်တော့မယ်။အဲ့တော့ဒီ lab လေးကတော့သူ့ရဲ့ဒီအာ business flow ပေါ့နော်ဝယ်နေရမှာအားနေချက်ရှိနေတယ်ကျွန်တော်အနေနဲ့ gift card ကိုသုံးလို့ရတယ်သုံးပြီးဝင် coupon မှာထက်သုံးလိုက်တဲ့အခါမှာသူက $0 gift card gift card ကိုဝယ်ပြီးတော့ကျွန်တော်အနေနဲ့နောက်ဆုံး $9 ပဲပေးရတော့တယ်ပေါ့နော် ပေးပြီးွားတဲ့ခါမှာပြန်ပြီးအဲ့ gift card ကိုသုံးတဲ့ခါမှာ0ဒေါ်လာပြန်ရတယ်အဲ့တော့အဲ့ process တစ်ခုပြီးွားတိုင်းမှာ3ဒေါ်လာပိုရတယ်ပေါ့နော်ဆိုရီကောင်တောက်လျှောက် infinite run လိုက်တဲ့အခါမှာကျွန်တော်အနေနဲ့ကိုလိုချင်တဲ့ amount တစ်ခုရောက်သွားတယ်ကိုဝယ်ချင်တဲ့ leather jacket ကိုဝယ်လို့ရသွားတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့သူ့ရဲ့ဒီ business logic မှာရှိနေတဲ့အားနည်းချက်လေးပေါ့နော်သူကနည်းနည်းလေးနောက်ပိုင်း lab ဖြစ်တဲ့အတွက်ကြောင့်အဲရှိရ lab တွေထပ်တော့ပို့ပြီးတော့ခတ်တယ်နည်းနည်းလေးပို့ပြီးလဲကြရတယ်ပေါ့နော် โอเคအဲ့တော့အားလုံးပဲနားလည်မလို့မျှော်လင့်ပါတယ်တကယ်တကယ်လို့မေးစရာရှိရဆိုရင်ကျွန်တော်မေးွားလို့ရပါတယ်အားလုံးဆုံးတဲ့ GP အတွက်ကျေးဇူးတင်ပါတယ်ဗျာ